တော်တို့ဘာပဲကြည့်ကြည့် channel subscribe လုပ်ဘေးနာခေါင်းလောင်းနှိပ်ပြီးဒီနေ့ season လေးကို VPN လေးဖွင့်ပြီးတော့ကြည့်ပြသားဖို့မြေတားရက်ခံရင်းနဲ့ပဲဒီနေ့မှာတော့ Myza series ရဲ့အပိုင်းလေးဆက်သွားကြအောင်ပါခင်ဗျာဒီပိုင်းဆက်မှာတော့ထဲကျုံ0ပေးပြီးသွားတာကြောင့်ဆောင်ကနောက်မိနစ်30လောက်နေရင်ထဲကျုံကြောင့်ကိစ္စပြတ်တော့မှဖြစ်ကြောင်း UNC ကိုသတင်းလှမ်းပို့နေခဲ့ပါတယ်ထဲကျုံလည်းပြင်ထွက်ဖို့အတွက်လှုပ်ရှားခြင်းမိနစ်30လောက်ပဲကျန်တော့တာကြောင့်အလောကြီးနဲ့စတင်လို့ပြင်ဆင်နေပါပြီထဲကျုံကပထမဆုံးအနေနဲ့ဖျားချောင်းတွေကယူလာတဲ့တန်ချောင်းကို စတိုကန်နဲ့ပလက်ပေါက်တစ်ခုတည်းထိုးသွင်းပြီးတော့ကပ်ပြင်းပြင်းရိုက်ချလိုက်ပါတယ်။အဲဒီပလက်ပေါက်ကနေတစင်ရှော့ဖြစ်ပြီးတော့အဆောင်အေရဲ့လျှက်စစ်မီလိုင်းတွေနဲ့ CCTV ကင်မရာတွေပြတ်တောက်သွားလို့တောင်ကြရာရှိကပင်မလျှက်စစ်ရုံးခန်းထဲကိုသွားကြည့်လိုက်ချိန်မှာတော့ထိုင်ညုံကလုံကြုံရေးကန်ထဲကို copy ပွားထားတဲ့တော့အတုနဲ့ဝင်လိုက်ပြီးလုံကြုံရေးကတ်တွေကိုအမှခိုးယူလိုက်ပါတယ်။အဲနောက်ထိုင်ညုံကအပြင်ဘက်စတိုကန်ထဲကိုထပ်ဝင်ပြီးတော့အကျင်းသားတွေရဲ့အဝေးဘုံတွေကနေတာမန်ရဝိတစုံကိုအကျင်းသားဝိစုံရဲ့အောက်မှာခံပြီးတော့ဝင်လာခဲ့လိုက်ပါတယ်။နောက်ပြီးတော့ဇူလိုင်ရဲ့လုံကြုံရေးကတ်တွေကိုအသုံးပြုပြီးတော့အဆောင်အေကနေ အဆောင်ဘီဘက်ကိုကူဖို့လှုပ်ချိန်မှာပဲတောင်ဝင်ကြအဆောင်တယောက်နဲ့တဲတဲ့ဒိုးတော်မလို့ဖြစ်သွားခဲ့ရပြီးတော့ထဲကျွန်းလဲတန်ရှင်းကန်းတစ်ခုမှဝင်ပုံးနေလိုက်ရပါတယ်တောင်ကြအဆောင်လစ်သွားတဲ့ချိန်မှာတော့ထဲကျွန်းကတန်ရှင်းကန်းတွေကနေထွက်လာခဲ့ဖို့လှုပ်လိုက်ပါတယ်အဲ့ချိန်မှာပဲရုတ်တရက်ကောင်းနေရမ်းမူးလာပြီးတော့အားနေတယ်လို့ဖြစ်သွားခဲ့ရတာကြောင့်ထဲကျွန်းလဲခနာကုန်းမနေထိမ့်ပြီးတော့သာအပြင်ကိုပြန်ထွက်လာခဲ့လိုက်ရပါတယ်အကျဉ်းတော်ရဲ့ပြင်ပတ်မှာတော့ရုံးရှိလဲရောက်နေခဲ့ပြီးတော့ထဲကျွန်းအထောင်စားလာတွေ့တဲ့နေ့ကထဲကျွန်းကသူထွက်ပြေးမယ်အကြောင်းတွေပြောပြီးသူဟာဒီထောင်ရဲ့နံအန်တွေကိုကြော်တက်ပြီးတော့ထွက်ပြေးမှာမဟုတ်ဘဲ ထောင်ရဲ့အရှိဂိတ်ပေါက်ကနေပဲ AC လမ်းလျှောက်ထွက်လာမယ်ဆိုပြီးတော့ပြောသွားတာကြောင့်ရုံရှင်လေထဲကျွန်းစကားကိုမယုံတော့ရုံတော့နဲ့ပဲစိတ်ပူပူနဲ့လာပြီးတော့စောင့်နေကြတာဖြစ်ပါတယ်တပတ်မှတော့ထဲကျွန်းကစကန်းစကန်းနဲ့ကိုထပ်ပြီးတော့ဝင်သွားလိုက်ပြီးတော့အခန်းထဲရောက်တဲ့အခါအပေါ်မှာထပ်ဝစ်ထားတဲ့အကျဉ်းသားဝစ်စုံကိုချုပ်ပြစ်လိုက်ပါတယ်အန်နာအောင်မှာခံဝစ်ထားတဲ့အရသားဝစ်စုံနဲ့ပဲစကန်းထဲမှာရှိနေလေဝင်လေထွက်ပိုင်လိုင်းထဲကိုဝင်သွားလိုက်တာပါလေဝင်လေထပ်ပေါက်ကနေနောက်တနည်းအောင်ကူဘလုတ်ချိန်မှာတော့ထဲကျွန်းရဲ့ခန္ဓာကိုယ်ကလည်းရန်ကိုအားနေလို့လာနေခဲ့ပါပြီ အဲ့ချိန်ရာရှိတယောက်ကတန်ရှင်းတွန်းလဲယူရှောင်းလဲမမတွေးလိုက်တာကြောင့်ဘဲကောင်းလေးစီးမရှိကမ်းမရှိလမ်းမမထားသွားပြန်လာလဲဆိုပြီးတော့ပြောဆိုနေပါတယ်အဲ့ချိန်မှာပဲလေးပိုင်လိုင်းတွေကနေတုံးတုံးတန်တွေကိုကြားလိုက်တဲ့အတွက်အရာရှိလဲပိုင်လိုင်းကိုဒုံနဲ့လိုက်ပြီးတော့ထိုးကြည့်လိုက်ပါတယ်နောက်တော့မှအရာရှိကပိုင်လိုင်းထဲမှာကြွက်တွေတောင်းညံ့နေလို့ထင်သွားတဲ့အတွက်တန်ရှင်းပိုင်းကိုကောင်းကူးမဆိုင်ဘူးဆိုပြီးတော့ထောင်းဆောင်ရန်ကိုပါဇက်ကနေတွတ်တွတ်နဲ့ဆဲဆိုကနေရာကနေထွက်သွားလိုက်ပါတယ်ပိုင်လိုင်းထဲမှာရှိနေထဲကျွန်းတော့ပြင်မာလူရှိနေအောင်တီးသွားပြီးတစ်ဖက်ကိုကူးဖို့အတွက်ဖေးဖေးချင်းသာလှုပ်ရှားလာခဲ့ရပါတယ် ဒါမှမဟုတ်ရုံရှိတယောက်ထဲကျုံးစောင့်နေချိန်မှာပဲအပြင်ထွက်လာတဲ့ထောင်ဆောင်ရမ်းနေတဲ့တဲ့ဒိုးခဲ့ပါလေရုံရှိကထဲကျုံးလာတွေ့မယ်အဲ့တွေ့ရင်ကြော်သွားလို့ပါဆိုပြီးရွှီးလိုက်ချိန်မှာတော့ထောင်ဆောင်ရမ်းကဘူးမသိဘာမသိနဲ့သူကူညီပေးမှာပေါ့ဆိုပြီးတော့ပြောလိုက်တာကြောင့်ရုံရှိလည်းရပါတယ်မနဲ့ပြန်မှာပဲပြန်လာပါတော့မယ်ဆိုပြီးတော့အစင်ပြောင်ကြည့်ချက်ရွှီးလိုက်ရပါလေထဲကျုံးတော့ပိုင်လိုင်းကနေတစင်အဲ့တွေ့ဆောင်ဘက်စီကိုရောက်လာခဲ့ဖြစ်ပြီးအဲ့ချိန်မှာပဲခန္ဓာကိုယ်ကရမ်းကိုစိုးတဲ့စိုးလာနေခဲ့မလို့ထဲကျုံးလည်းမနဲ့အားတိမိတော့တာလမ်းလျှောက်လာနေခဲ့ရပါလေ အဲ့တော့မထဲကျုံးကပိုင်လိုင်းတွေကနေထွက်လာပြီးတော့အဲတွေးဖို့လာတဲ့အပြင်လူပုံစံမျိုးနဲ့အဲတွေးဆောင်ထဲမှာမတိမသာဝင်ပြီးတော့ထိုင်နေလိုက်ပါလေကရမ်းချတဲ့ခါမှာတော့ထဲကျုံးဘေးကိုဖွားကြီးတောက်ဝင်ထိုင်ပြီးတော့သူမကထောင်ကျနေတဲ့မြေပြေသူဂျီယုံဆိုသူကိုလာတွေးတာဆိုပြီးတော့ထဲကျုံးကစကားတွေလာပြောနေပါလေထဲကျုံးလည်းဖွားကြီးကိုလိုက်တင်ပြန်ဆက်ဆံပေးလိုက်ပြီးတဲ့နောက်မှာဖွားကြီးယူလာတဲ့အထုပ်လေးကိုကြည့်ပြီးတော့အကြံတစ်ခုရာသွားခဲ့ပါလေထဲကျုံးကသူ့လက်မှာပတ်ထားတဲ့နာရီရဲ့မှန်ကိုခွဲပလိုက်ပြီးတော့မှန်ကွဲသားကိုယူကာအဖွားကြီးရဲ့အထုပ်ကိုမှန်ကွဲသားနဲ့ဖျဲထားလိုက်ပါလေ ဘွားရသူမလည်းရောက်လို့ကမန်းလန်းထားသွားချိန်မှာတော့လက်ထဲမှာကင်ထားတဲ့အထုပ်လေးတွေကလည်းထဲကျွန်းလက်ချက်ကြောင့်ပေါက်ပြဲကပစ္စည်းတွေကထွက်ကြကုန်မှာတော့ဒီအဲ့ချိန်ခန်းထဲမှာရှိတဲ့သူတွေနဲ့ယာရှိပြီးအားလုံးနဲ့အဲ့ဒီပြုတ်ကျသွားတဲ့ဈေးကိုအအောင်ရောက်သွားခဲ့ပြီးတော့ရှုပ်ချက်ခတ်ကုန်တဲ့အချိန်မှာထဲကျွန်းကလည်းအဲ့ဒီချိန်တွေကိုခွင်ကောင်းယူပြီးတော့အဲ့တွေကန်းကနေဂိတ်တကားဘက်ကိုထွက်လာခဲ့လိုက်ပါတယ်ထဲကျွန်းတယောက်အပြင်လူတွေနဲ့ရောရောင်ပြီးတော့ထွက်လာခဲ့တာကြောင့်လုံချိုရင်းတွေလည်းမယိမ့်မိခဲ့ကြပဲသူရဲ့စီစဉ်တိုင်းအချင်းတော်ရဲ့ပြင်ကိုလွယ်လွယ်ကူကူပဲထွက်လာနိုင်ခဲ့ပါပြီ ဒါမဲ့ဂေကာဝါရဲ့ပြင်ကိုရောက်ချင်းမှာပဲထဲကျွန်းလဲခေါင်းတွေရမ်းမူးလာပြီးတော့ခန္ဓာကိုယ်ကအားနေလာတာကိုတောင်းမခံနိုင်တော့တာကြောင့်တဖေးမင်းရဲ့အမြင်တွေလဲဝေဝါးမှုံမွားလာခဲ့ပြီးတော့အပေါက်ဝါမှာပဲသတိမေ့လို့လဲကျသွားခဲ့ပါတော့လေဒါမှမဟုတ်တော့ယိုဟန်တယောက်ကားပြိုင်ပွဲတစ်ခုကိုတိုက်ရိုက်ကြည့်ရှုနေပြီးတော့ဒီပြိုင်ပွဲတွေကိုလဲယိုဟန်ကိုယ်တိုင်စပွန်ဆာပေးထားခဲ့တာပဲဖြစ်ပါတယ်ပွဲပြီးချိန်မှာတော့ယိုဟန်ကနောက်လုံးမဲ့ပွဲတွေကိုရိုးရှင်းမလုပ်ချင်မဲတစည်းနဲ့စီတိုက်ခိုက်ပြီးတော့မှပန်းနိုင်ရအောင်ပြိုင်မောင်းကြတဲ့ပွဲမျိုးကိုရချင်အောင်ပွဲစီစဉ်သူကိုပြောနေခဲ့တာပါ ပွဲစီစဉ်သူကတော့ဒီကိစ္စအပြိုင်ပွဲဝင်တဲ့အသက်ကိုစရိယာမှာဖြစ်တဲ့အတွက်ဒီလိုပွဲမျိုးမလုပ်ချင်အောင်ပြန်ပြောတဲ့အခါယူအန်ကလည်းသူ့စကားကိုနားမထောင်တဲ့အတွက်အိုင်းနီအောင်စပွန်ဆာဆက်မပေးနိုင်တော့ကြောင်းခက်ပြက်ပြက်ပဲပြောခဲ့ပြီးတော့အင်ကိုပြန်လာခဲ့လိုက်ပါတယ်။အင်ကိုပြောင်းချိန်မှာလည်းယူအန်ကသူ့လုပ်ချင်တဲ့ကားပြိုင်ပွဲကိုဘလို့အကောင်အထည်ဖော်ရမလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်။ယူအန်အိမ်မှာတော့နှစ်တွေအကြာကြီးတာဝန်ထမ်းဆောင်လာခဲ့တဲ့အင်တော်ရဲ့မျိုးသမီးတစ်ယောက်လည်းရှိပါတယ်။ယူအန်ကသူ့ရဲ့ကားပြိုင်ပွဲအစီအစဉ်ကြောင်းအင်တော်ရဲ့ကိုပြောပြချိန်မှာတော့အင်တော်ရဲ့ကလည်းယူဟန်ရဲ့ကြံကိုရမ်းနေသဘောကျပြီးတော့အာဘာရီယာနဲ့ရီမောနေခဲ့သေးတာပါ။ ယွမ်ကလည်းသူ့အကြောက်ကိုလိုက်ပြီးတော့သူ့လုံးသမားကိုအကောင်းမြင်ပေးတတ်တဲ့အိန်တော်ရင်းကြီးကိုကျေးဇူးတင်ကြောင်းပြောလိုက်ပြီးအဲ့ဒီကားပြိုင်ပွဲအတွက်လိုအပ်တဲ့ကိစ္စတချို့ကိုစီစဉ်ခိုင်းလိုက်ပါတယ်။နောက်ထပ်မှာတော့ဂျင်းအောင်စီကိုရဲမှုကြီးနဲ့တူယွမ်ကလိုက်သွားခဲ့ပါတယ်။နေရာကိုရောက်တော့ထောင်မှုကရဲမှုရုပ်ရိုသေပေးလိုက်ပြီးတော့ဘေးနားပါလာတဲ့ယွမ်ကိုတော့ဦးကြောင်ကောင်နဲ့ဘာတွေလုပ်နေရလဲဆိုပြီးသူ့ရုံးခန်းထဲကနေထွက်သွားဖို့သွားပြောတာပါ။နောက်တော့မှရဲမှုကြီးကိုယ်တိုင်ကယွမ်ကိုတလေးစားဆက်ဆံနေအောင်မြင်ပြီးတော့ထောင်မှုနဲ့ယွမ်ကိုဒီကောင်ကဘာကောင်လဲဟာဆိုတော့စိတ်ဝင်စားသွားခဲ့ပါတယ်။ရဲမှုကြီးကတော့ထောင်မှုကိုလိုအပ်တာတွေမှာပြီးတဲ့နောက် ယူအန်ပါပဲခိုင်ခိုင်ပြင်အောင်လုပ်ပေးရမယ်လို့မိန်ပေးပြီးအပြင်မှာခဏရှောင်ပေးလိုက်ပါလေအဲနောက်နှစ်ယောက်တည်းကြံခဲ့ဒီမှာတော့ထောင်မူကယိုဟန်ကိုရဲမှုကြီးနဲ့ဘလို့ပတ်သက်လဲလို့မေးပြီးတော့စကားဆလိုက်ပါလေယိုဟန်ကရဲမှုယိုသူတိတ်ပြီးတော့မရင်းနှီးချောင်းပြန်ပြောတဲ့အခါထောင်မူလည်းတိတ်မရင်းနှီးပဲနဲ့သူတို့ကြောက်ရတဲ့ရဲမှုကြီးကယိုဟန်လို့ကောင်းဘာကြောင့်များလေးစားဆက်ဆံနေရတာလဲဆိုပြီးတော့နားမလည်နိုင်ဖြစ်သွားခဲ့ရပါလေနောက်တော့မှယိုဟန်ကသူကရဲမှုယိုတိတ်ပြီးတော့မရင်းနှီးပြီမဲ့ရဲမှုယိုရဲမှုနေရာခန့်ပေးထားတဲ့ကောင်ကတော့သူ့တငယ်ချင်းတွေအများကြီးတည်းကတယောက်ပဲဆိုပြီးတော့ပြောလိုက်တာကြောင့် ထောင်မူလဲယိုဟန်ကိုအတော်လေးထက်ကိုတော်တော်ကိုချိန်သွားခဲ့ရပါတယ်။အဲဒါမှတော့ယိုဟန်ကသူ့ရဲ့လာရင်ကိစ္စကိုထောင်မူကိုပြောပြလိုက်ပါတယ်။ယိုဟန်ကသူ့ရဲ့ကိုယ်အေးကိုယ်တာကိစ္စအတွက်ထောင်မှာရှိတဲ့အကျဉ်းသားတချို့လိုချင်နေတာဖြစ်ပြီးအဲဒီကိစ္စနဲ့ပတ်သက်လို့လည်းသက်ဆိုင်တဲ့လူတွေစီကနေလိုအပ်တဲ့စာရွက်စာတမ်းတွေရလာခဲ့ပြီပဲဖြစ်ပါတယ်။ထောင်မူဘက်ကလုံပေးရမှာကတော့ယိုဟန်ယူလာပေးတဲ့စာရွက်စာတမ်းတွေရဲ့စည်းကမ်းချက်နဲ့ကိုက်ညီအောင်လုပ်ပြီးတော့ထောင်ထဲကအကျဉ်းသားတွေကိုအပြင်ကိုထုတ်ပေးရမှာပဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောတဲ့အတိုင်းလက်ခံပြီးထောင်မူတို့ကလက်ဆောင်တွေနဲ့ ူယူလာခဲ့တဲ့ရွှေချောင်းတွေကိုပေးမှာဖြစ်ပြီးလက်မခံတော့ထောင်မှုအလုပ်ဖြုတ်ပြီးတော့အသေးရောက်လာတဲ့ထောင်မှုနဲ့ပဲဒီကိစ္စကိုပြန်ပြီးတော့စကားပြောမှာဖြစ်တာမလို့နောက်ခုတရကြိုက်တဲ့တခုရွေးလို့ရအောင်ယိုဟန်ကပြောလိုက်ပါလိမ့်နိုင်ငံပေါ်အသက်စာရှိတဲ့ထောင်မှုကလည်းယိုဟန်ကံလန်းချက်ကိုလက်ခံလိုက်ပြီးတော့ဘလို့ချင်းသားတွေကိုလိုချင်တာလဲလို့ယိုဟန်ကိုပြန်ပေးလိုက်ပါလိမ့်ယိုဟန်ကလည်းသူလိုချင်တဲ့ရေးတွက်တိုင်းအချင်းစရိုက်ဘောင်းဆောင်ရှိတဲ့လူတွေကိုထည့်ပေးလို့ရပြီးလူမလောက်ရင်လည်းထောင်မှုအမြင်မကြည့်တဲ့ကောင်သားဆွဲထည့်ပေးလိုက်လို့ရအောင်ကိုလည်းပြောလိုက်ပါလိမ့် အဲနောက်မှာယိုဟန်သူလိုချင်တဲ့ကိစ္စအရှင်ပြေသွားပြီဖြစ်တာကြောင့်အပြင်ကိုထွက်သွားလိုက်ပြီးတော့ထောင်မီးကလည်းယိုဟန်ကိုထက်ခါထက်ခါအယိုသေးလေးပေးနေရုံကန်းထဲမှာကြံနေရစ်ခဲ့ပါလေဒါပေမဲ့တော့ထောင်ဆောင်ရန်ကထဲကျုံထောင်ပေါက်ပြီးတော့ CCTV မှတ်တမ်းတွေကိုပြန်ကြည့်ပြီးတော့ထဲကျုံတောင်ထောင်ရဲ့ပြင်ကိုဂိတ်တကားဝါကနေအေးဆေးလေးပဲဘလို့ထွက်သွားနိုင်ခဲ့တာလေဆိုတော့စစ်ဆေးကြည့်နေခဲ့ပါလေ CCTV မှတ်တမ်းကိုကြည့်ပြီးတဲ့နောက်မှာတော့ထောင်ဆောင်ရန်ကထဲကျုံထွက်ပြေးချိန်တုန်းကတစင်းပြီးစင်သွားခဲ့တဲ့နေရာတွေကိုသွားကြည့်ပြီးတော့ထဲကျုံကအချင်းတော်ရဲ့အားနေချက်ဖြစ်တဲ့အဲတွေးဆောင်ပြစ်မှတ်ထားပြီး ဂိတ်ဘဝကနေအေးဆေးထွက်သွားနိုင်တာပဲဆိုတာကိုသိသွားခဲ့ပါလေထဲကျွန်းကျောင်းသတိပြန်လာတဲ့အချိန်မှာတော့အချင်းအောင်ဆေးပေးကန်ကရင်ပေါ်မှာပြန်ပြီးတော့ရောက်နေခဲ့ပါပြီဆရာဝန်ကသတိရလာတဲ့ထဲကျွန်းကိုအချိန်မီသာရောက်မလာနိုင်ရင်အသက်ဆုံးရှုံးနိုင်ကြောင်းနဲ့ထဲကျွန်းခန္ဓာကိုယ်ကနေကြွက်သက်ဆေးရဲ့ဝါဖရင်ဓာတ်ပမာဏများများကိုတွေးရှိထားကြအောင်ပြောလိုက်ပါလေအခုလိုကံကောင်းထောင်းမစွာနဲ့အသက်ရှင်နေနိုင်တာလေထဲကျွန်းတောင်းနေကြအားဆေးတွေမှာပါတဲ့ဗီတာမင် K3 ကဒီဝါဖရင်ကိုတွန်းလှန်ပေးထားလို့ပဲဖြစ်ပြီးတော့ထဲကျွန်းနေနဲ့ အဲ့ဒီအားစီးဝယ်တိုက်တဲ့သူကိုအသက်သခင်ဂျေဇုရှင်လို့သတ်မှတ်ရမယ်ဆိုပြီးတော့လေဆရာဝန်ကပြောပြလိုက်ပါတယ်။ထဲကျောင်းကဆရာဝန်ပြောတာတွေနားထောင်နေမယ်လေနေလို့ထိုင်လို့မတက်တာသေးတာမလို့ဆရာဝန်ထွက်သွားတဲ့အခါမှာပဲအမိုက်ပုံးထဲမှာထိုးအန်ချပြစ်လိုက်ပါတယ်။အဲ့ချိန်ထဲကျောင်းလာတွေ့တဲ့ထောင်ဆောင်ရန်ကပဲကူပေးလိုက်ပြီးတော့ထောင်ဆောင်ရန်ကထဲကျောင်းနဲ့ပတ်သက်ပြီးတော့ဂိတ်ပါဝါကနေအရသာဝိဆုံနဲ့ထွက်ပြေးသွားတာတွေရောကြွက်သက်စေးအစိမ့်မိပြီးတော့သတိမေ့သွားတာတွေရောအမျိုးမျိုးပြောနေကြတာတွေကိုကြားခဲ့ရအောင်ကိုပြောပြလိုက်ပါတယ်။ ထောင်ထောင်ရန်ကသူ့အနေနဲ့ထဲကျွန်းသားတစုံတစ်ယောက်ရဲ့လက်ချက်နဲ့အခုလိုအစိတ်ခတ်ခံခဲ့ရတာမှန်နေဆိုရင်ဒီလိုကိစ္စတွေနောက်ထပ်ဖြစ်မလာအောင်သူကရိုင်းထဲကျွန်းကိုကာကွယ်စောင့်ရှောက်ပေးမှာဖြစ်ပြီးအဲ့လိုမျိုးပဲထဲကျွန်းကထောင်ပေါက်ပြေးဖို့ကြိုးစားခဲ့တယ်ဆိုတာကအမှန်တကယ်ဆိုရင်တော့သူ့ရဲ့ထဲကျွန်းပေါ်လူသားဆန်ဆန်ဆက်ဆန်ပေးခြင်းတွေကိုရပ်တန့်ပစ်လိုက်တော့မှာဖြစ်ကြောင်းခက်ပြက်ပြက်ပဲပြောလိုက်ပါတယ်။နောက်ပြီးတော့ထဲကျွန်းပြန်တက်တာလာနဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့စစ်ဆေးတော့မှာဖြစ်ကြောင်းနဲ့ရုံးရှိကထဲကျွန်းကိုတွေးဖို့အဲ့တွေ့ကမ်းမှာစောင့်နေကြအောင်ပြောပြီးတော့ထောင်ဆောင်ရန်လည်းပြန်ထွက်သွားဖို့လုပ်လိုက်ပါတယ်။ ဲ့ချိန်ထဲကျွန်းကသူ့ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းရုံးရှိကိုပြောပေးပါလို့ပြောလိုက်တော့ထောင်ဆောင်ရန်လည်းနားမလည်နိုင်ဖြစ်သွားခဲ့ရပါတယ်။အပြင်ရောက်တဲ့အခါမှာတော့ထောင်ဆောင်ရန်လည်းထဲကျွန်းကိုတွေးဖို့စောင့်နေတဲ့ရုံးရှိကိုထဲကျွန်းပြောတဲ့အတိုင်းပြန်ပြောပြပေးလိုက်ပါတယ်။အဲ့စကားရုံးရှိကိုတိုင်းလည်းနားမလည်နိုင်ဖြစ်နေခဲ့ပြီးတော့တကယ်တော့ထဲကျွန်းကရုံးရှိပို့ပေးတဲ့အားစီးတွေကြောင့်ဒီတစ်ခါမှလည်းသူ့ကိုအသက်ဘေးကနေလွတ်မြောက်စေတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောခိုင်းခဲ့တာပါ။ထဲကျွန်းထောင်ကနေထွက်ပြေးတဲ့သတင်းနဲ့ကြွက်သက်စီအစိမ့်မိတယ်ဆိုတဲ့သတင်းကဒိုကန်းကျဲတို့အုပ်စုစီကိုလည်းရောက်သွားခဲ့ပါတယ် ဂေဘဝါမှာသတိမိတ်နဲ့ထဲကျုံကိုဘုံတော်ကြီးကတွေ့ပြီးတော့ခေါ်လာခဲ့ကြောင်းနဲ့ထဲကျုံတယောက်ရတားဝဲဆုံနဲ့ဂေဘဝါကနေထွက်ပြေးသွားတဲ့ကိစ္စမှာအရာရှိတွေနဲ့လုံခြုံရေးတွေကသူတို့ရဲ့လင့်ဟာမှုတွေပေါ်အထက်လူကြီးတွေစီကအပြစ်တင်ခံမှဆိုးတဲ့အတွက်အခုကိစ္စနဲ့ပတ်သက်ပြီးအကြေမချဲ့ပဲဒိုးတိတ်တိတ်ဖြေရှင်းမှုအတွက်ကိုပဲစဉ်းစားနေကြကြောင်းကိုဒိုကန်းကျဲတပည့်တွေကသူတို့ဆရာစီမှာပြန်ပြီးတော့ဖောက်သည်ချနေကြပါတယ်ဒိုကန်းကျဲကတော့ထဲကျုံဆိုတဲ့ကောင်ဘာရီများတလောက်ထိကြံစီနေရလဲဆိုပြီးထဲကျုံကိုအစားကားနဲ့ပို့လို့စိတ်ဝင်စားသွားပါတော့တယ် တပတ်မှလည်းတိုက်ပိတ်ခံထားတဲ့ရောရောစူးစီကိုထောင်မွားရောက်လာပြီးတော့မင်းဘတ်ထရီကျွန်းဆွဲကောင်လည်းပြဿနာတက်တဲ့အချိန်တိုင်းမှာကူကေရမဲကြောက်လန့်နေပြီးတော့တောင်းအောင်မကန့်နဲ့ခွေးလိုပဲဆိုပြီးဘလိုင်းပြောသွားခဲ့ပါလေအဲတော့ပြည်တန်ချိန်ပြေးသွားတဲ့ရောရောစူကိုထောင်မွားပြန်လို့ပေးလိုက်ပြီးတော့ရောရောစူကတော့စာရဲကတပ်ပြေးချင်းလောက်မုံနေပါလေဆိုမှထောင်မွားပါထဲကျုံးကိုရှုံးနေတဲ့ကောင်ဆိုပြီးတော့ပြောသွားတဲ့တော်လေးကိုတင်းသွားခဲ့ရပါလေဒါတော့မဲရောရောစူကတိုက်ပိတ်နေရာကနေထွက်ထွက်လာခြင်းမှာပဲသူတို့ရဲ့တွေကိုထဲကျုံးချိတဲ့နေရာကိုမေးပြီးတော့ထဲကျုံးကိုအပြတ်ရှင်းမှုလုပ်ပြန်ပါလေ ရော်ရော့စုလို့ဖွဲ့စေပေကန်ဘက်ကိုရောက်လာတဲ့အချိန်မှာတော့တာဝန်ကျောင်းဆရာဝန်နဲ့လူနာတချို့ကိုအချက်ပြပြီးတော့ရှောင်ခိုင်းလိုက်ပါတယ်။ထဲကျုံတယောက်တည်းခန်းထဲမှာကြံနေခဲ့ချိန်မှာတော့မိတွေအားလုံးအမောင်ချပစ်လိုက်တာကြောင့်ထဲကျုံလည်းတစ်ခုဖြစ်တော့မယ်ဆိုတာကိုသဘောပေါက်သွားပြီးတော့ပြန်ခုခံမှုပစ္စည်းတခုယူကာတနရာမှာပုံနေလိုက်ပါတယ်။ဒါမှမှတာဝန်ချိန်ပြီးလို့အနားယူနေတဲ့ထောင်းဆောင်ရန်ကလည်းအပြေမှာရှောင်မင်းနေတဲ့ဆရာဝန်နဲ့ဆုံပြီးတော့အကြောင်းဆုံးသိလိုက်တဲ့အတွက်အထဲကိုအမြန်ပြေးသွားလိုက်ရပြန်ပါတယ်။ရော်ရော့စုကခန်းထဲရောက်တဲ့အခါကရင်မမအိပ်ပျော်နေတဲ့ထဲကျုံကိုအပြတ်ရှင်းမှု သူတပည့်တွေကိုအချက်ပြလိုက်ပါတယ်တပည့်တွေကလည်းယူလာတဲ့လက်နက်တွေနဲ့ဝိုင်းထိုးကြရမယ်ဂရေမမာရှိနာထဲကျုံးမဟုတ်ပဲခေါင်းအုံးနေတာဖြစ်နေရကြောင်းရောရောဆူလည်းပို့ပြီးတော့ဒေါသထွက်သွားခဲ့ပါတယ်အဲ့ချိန်မှာပဲထဲကျုံးကပုံနေရာကနေထွက်လာပြီးရောရောဆူရဲ့တပည့်တွေကိုအလစ်ဝင်တိုက်ခိုက်လိုက်ပါတယ်ထောင်းဆောင်ရန်ကလည်းစေးဘေးကန်းကိုရောက်လာပြီးတော့အပြေမှာဆောင်းမေးနေတဲ့ရောရောဆူရဲ့တပည့်တွေကိုထွက်သွားဖို့ပြောပေမယ့်တကောင်သားတွေကထောင်းဆောင်ရန်ရဲ့စကားကိုလက်မခံခဲ့ပါဘူးထဲမှာတော့ထဲကျွန်းကရောရောဆူရဲ့တပည့်တယောက်ကိုတစားကန်ဖြစ်နေဖမ်းထားလိုက်ပြီးသူကိုယ်သူကာကွယ်ယူနေခဲ့ရပါတယ် အဲ့ဒီယောရစွာထဲကျွန်းအောင်လွဲအောင်လုပ်ပြီးတော့ဝင်တိုက်ခိုက်လိုက်တာကြောင့်ထဲကျွန်းလည်းအများနဲ့တောက်ဝိုင်းကျိတ်တာကိုခံလိုက်ရပါတော့တယ်။တပတ်မှလည်းထောင်မိုးကယိုဟန်သူ့ကိုကမ်းလှမ်းလာတဲ့ကိစ္စကိုလက်အောင်ရရှိစီမှာပြောပြနေပြီးတော့ဒီကိစ္စကိုသာလွတ်ဝဲပေးပြီးသူနဲ့ပူအောင်မယ်ဆိုလို့ရှိရင်နှုတ်ပိတ်ခအဖြစ်နဲ့ရရှိမဲ့ငွေကြေးတွေကိုပြလိုက်တာအရာရှိတွေကိုမဲဆွယ်နေခဲ့ပါတယ်။အဲ့ဒီမှာပဲလုံချုံရင်ခန်းကိုရောက်လာတဲ့ထောင်ဆောင်ရန်ကအရေးပေါ်ကလုတ်တွေကိုနှိပ်ပြီးတော့အထူးထပ်ပွဲတွေကိုလွတ်ပေးဖို့အကြောင်းကြားလိုက်ပါတယ်။ထောင်မိုးရုံကမှာဘေးဥလုံးနဲ့ရရှိတွေလည်းအပြင်ကစူးညံ့ညံ့အတန်တွေကိုကြားပြီးတော့ သူတို့ကိစ္စကိုခဏရက်ကအပြင်ကိုအမြန်ပြေးသွားလိုက်ကြပါလေအကျဉ်းအောင်တစ်ခုလုံးလဲရေးပေါ်အချက်ပေးတံတွေကြောင့်စူညံသွားခဲ့ရပြီးတော့ဈေးပေးကန်းထဲမှာရှိနေထဲသွင်းကလည်းရောရော့ဆွေးတဲ့တပည့်တွေကိုပြန်ခုခံရင်ဒဏ်ရာပြင်းထန်တဲ့ရရှိနေပြီဖြစ်ပါလေခဏကြားတဲ့ခါမှာတော့အထူးတပ်ဖွဲ့တွေလည်းရောက်လာခဲ့တာကြောင့်ဈေးပေးကန်းရှိမှာဆောင်းမေးနေကောင်တွေကအထူးတပ်ဖွဲ့တွေအထဲကိုဝင်မရအောင်ခန်းထဲကိုအမြန်ပြေးဝင်ပြီးအပဝါကနေခန္ဓာကိုယ်ရင်းနဲ့တွန်းထားလိုက်ကြပါလေခန်းထဲမှာတော့ရောရော့ဆွေးနဲ့ထဲကျုံးတို့ထိတ်တဲတွေ့နေကြဖြစ်ပြီးထုံးစားတဲ့ရောရော့ဆွေးကထဲကျုံးအောင်လွဲပြီးတော့ အသိန်းယူလာတဲ့လက်နက်နဲ့ထဲကျုံးထိုးချလိုက်ပါလေထဲကျုံးလိုက်တဲ့အပြင်းထန်ရနေနဲ့ပဲယောရစုပြန်ခုခံပြီးတော့တိုက်ခိုက်နေခဲ့ပါလေအခုလိုပြန်ခုခံနေနဲ့ပဲယောရစုကထဲကျုံးလက်မောင်းကိုတစ်ချက်ပြန်ထိုးလိုက်ပါလေထဲကျုံးလည်းရှုံးမပေးပဲပြန်တိုက်ခိုက်တာကြောင့်အချိန်ခဏကြာမှာပဲထဲကျုံးကသာစီးပြန်ရသွားခဲ့ပါလေအဲ့ဒီထဲကျုံးကယောရစုကိုတတ်ဖြစ်ဖို့ခွေးများကြီးရခဲ့မယ်ထဲကျုံးတော့ဒီကိစ္စတွေကိုဒီမှာပဲရပ်ပစ်လိုက်ကြမယ်လို့သာပြောခဲ့ပါလေအပြင်ဘက်မှာလည်းထောင်ဆောင်ရန်နဲ့အထူးတပ်ဖွဲ့တွေက အင်အားသုံးပြီးတော့ခုခံခဲ့ကြတာကြောင့်စေဘေးကန်းနဲ့ဝင်လာနေကြပြီပဲဖြစ်ပါတယ်။တပတ်မှတော့ယောရဆူအားဒီကိစ္စကိုအဆုံးသတ်ချင်းသူ့ကိုတတ်ပြစ်လိုက်လေးဆိုပြီးတော့ပြောနေခဲ့ပါတယ်။ထဲကျောင်းကယောရဆူမတတ်ပဲယောရဆူရဲ့နေရွက်တစ်ဖက်ကိုသာလှိချပြစ်လိုက်ပါတယ်။အဲဒီမှာထောင်ဆောင်ရန်တို့လည်းရောက်လာခဲ့ကြပြီးတော့ထဲကျောင်းပါဝင်ကြံတဲ့သူတွေအားလုံးလည်းဖမ်းဆီးခေါ်ဆောင်သွားလိုက်ကြပါတော့တယ်။ကိစ္စပြီးသွားချိန်မှာတော့ယာရှိတွေကထဲကျောင်းကိုလည်းလွယ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီးတော့တိုက်ပိတ်ထားလိုက်ကြပါတယ်။ထဲကျောင်းကဒဏ်ရာတွေနဲ့လဲနေငါနေညီပြသူထဲကျောင်းကိုရုတ်တရက်ကြီးမြင်အောင်လာခဲ့ပါတယ်။ ဟဲ့တော့ညီပြည့်သူမြင်မြင်ချင်းပါပဲကောင်းကောင်းမကာခွေနိုင်ခဲ့လို့ခွင့်လို့ပေးပါဆိုပြီးတော့ပြောလိုက်ပါတယ်ထဲချင်းကလည်းကိုပြည့်သူအစင်ပြေလားလို့ပြန်ပြေးချိန်မှာတော့ထဲချင်းလည်းအစင်ပြေပါတယ်လို့သာပြန်ပြောခဲ့ပါတယ်ဒီနေ့ထဲချင်းကညီပြည့်သူကိုဒုက္ခပေးခဲ့သူမှန်သမျှကိုရအောင်ပြန်ရှာပြီးလက်စားချေပေးမယ်လို့ပြောနေချိန်မှာပဲထဲချင်းကအနောက်ကနေမျက်နှာပုံးဆုပ်ပြီးတော့ဇုံတယောက်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်ဖမ်းဆီးကန်သူတွေထဲမှာထဲချင်းပြေရောတော်စုနဲ့ဒုကန်းကျယ်လူလည်းပါဝင်ကြပြီးတော့ခြားချင်းသားချို့လည်းပါဝင်ခဲ့ကြပါတယ်ဒါကယိုဟန်ကန်လန်ချက်အတွက်ထောင်မှုကိုယ်တိုင် ဖန်းစီကိုင်းတဲ့ကိစ္စဖြစ်ပြီးတော့လူရည်တွက်ပြေးချိန်မှာပဲအားလုံးကားပေါ်တင်ပြီးတော့တနေအောင်ခေါ်ဆောင်သွားပြန်ပါလေတပတ်မှာတော့ယိုဟန်တယောက်အိမ်မှာအေးဆေးနားယူနေနေသူစီကိုတစ်ဖက်ကပို့ပေးလိုက်တဲ့အကျဉ်းသား၁၂ယောက်ရဲ့ကိုကြီးချက်လက်တွေကိုစစ်ဆေးနေခဲ့ပါလေတယောက်ချင်းစီရဲ့အကြောင်းအရာတွေကိုဖတ်ပြီးတော့ရောရောစုလဲကိုရောက်ချိန်မှာတော့ရောရောစုကမိသားစုဝင်ချင်းအရမပြူးချင်းမှုနဲ့ထောင်ချခဲ့တာဖြစ်ပြီးကိုညမကိုပြန်မရင်းချင်းတဲ့ကောင်ဆောင်တို့သိလိုက်တော့ယိုဟန်လည်းဒေါ်လေးကိုသဘောကျနေပါတော့လေရောရောစုတယောက်ထဲကျုံးပြောသလိုတကယ်ပဲကိုညမကိုမရင်းပြန်ချင်းခဲ့တာပဲဖြစ်ပါလေ ။ထဲကျွဲလဲကိုရောက်ချိန်မှာလဲယိုဟန်ကထဲကျွဲပုံကိုမြင်ပြီးတော့ရင်းနှီးသလိုခံစားနေရတာတောင်တေချာဆိုင်ကြည့်နေမိခဲ့ပါလေ။အဲ့လိုနဲ့နောက်မနက်ကိုရောက်ချိန်မှာတော့အချင်းအောင်ကနေခေါ်လာခဲ့တဲ့အချင်းသား၁၂ယောက်ကလဲအစာအုပ်ကြီးတစ်ခုစီမှာရောက်ရှိနေကြပြီပဲဖြစ်ပါလေ။ကွင်းမြင်ထဲမှာအားလုံးစုနေကြချိန်မှာတော့ယိုဟန်ကအမြင့်တနေရာကနေအားလုံးကြည့်ပြီးတော့ခွင်းနေမေကနေဂျိုးဆိုချောင်းကိုပြောလိုက်ပါလေ။ယွမ်တယောက်သူစိတ်ကူးတဲ့အရာတွေကိုအတိအကျအကောင်းထဲဖော်နိုင်တော့မှာကိုတွေးနေအပျော်ကြီးပျော်နေခဲ့ပြီးတော့ဖန်စီခေါ်ဆောင်လာတဲ့လူဆက်နှစ်ယောက်ကိုဘယ်လိုမျိုးကောင်းအောင်သုံးချမလဲဆိုတာတွေးပြီး စိတ်လုံးရှားနေတော့မှပဲဒီညမှာဒီစကားကတပိုင်းရလို့သွားပြန်ပါလေခင်ဗျာဟုတ်ကဲ့ပါဒီနေ့တော့တလောက်ပါပဲနောက်နေ့မှနောက်ထပ်အပိုင်းစရီနဲ့ဆက်ပြီးတော့တွေ့ပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ Channel ကို Subscribe လုပ်ဘေးနာကောင်းလုပ်နေပြီးတော့စောင့်ကြည့်ပေးကြပါဦးနောက်နေ့မှပြန်တွေ့ပါမယ်ခင်ဗျာ